မင်္ဂလာပါ weekend sport ကနေပြန်လဲကြိုဆိုလိုက်ပါဟုတ်ဟုတ်ကျွန်တော်ပြီးခဲ့တဲ့အပတ်ဒီမှာတောက်ကြဟိုစနေတနင်္ဂနွေတနင်္လာလမ်းတော့အလမ်းတော့အလမ်းပြီးတော့ပြီးခဲ့တဲ့အပတ်ကလည်းကျွန်တော်တို့တောက်ချောက်ဆိုသလို weekend sport မှာရွေးချယ်တဲ့ရွေးကွက်တွေကအချက်လက်နဲ့တည်တည်ချာချာလေးကိုကျွန်တော်တို့ရွေးချယ်ပေးခဲ့တာအကျိုးမြတ်တွေလည်းဖြစ်ပထိုးမယ်လို့ထင်ပါတယ်။အားပေးသူတယောက်စီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျ။ဆက်လက်ပြီးအားပေးပါအောင်။ဟုတ်ကဲ့။ကျွန်တော်ပထမဦးဆုံးအနေနဲ့စနေညအတွက်ကျွန်တော်ဘွန်နလီကာလေးကရွေးလာရတယ်ဆရာ။ဟုတ်ကဲ့။ဒီနေရာပါလည်းနဲ့ဟီတိုင်းပေါ့။ဒီနေ့ပွဲစဉ်မှာထူးခြားချက်အနေနဲ့ကျွန်တော်ပြောရမယ်ဆိုရင်ဆရာ။၁၄ရက်နေ့ 5ရက်14ရက်နေ့5လပိုင်း2019ရက်ပြန်ကြည့်မယ်ဆိုရင်ဒီနှစ်သိန်းထိုက်တဲ့တွေ့ဆုံမှုတွေမှာအောက်အောက်ကြီးတွေပြီးအောင်ခဲ့တယ်ဒါအတူတူကြာကြာပဲဗျဆရာအသိန်းနှစ်သိန်းထိုက်တဲ့တွေ့ဆုံမှုမှာကျွန်တော်နောက်ဆုံး10ပွဲ17ပွဲစလောက်ထိအောက်ကြီးတွေပြီးအောင်ခဲ့တာကြီးက ော်တော်လေးများတဲ့ပမာဏလို့ပြောလို့ရတယ်ဒီနေ့တင်လက်ရှိအထိတ်တွေးဆမှုတွေမှာပြန်ကြည့်မယ်ဆိုရင်ယူနီယံပါလင်ကဟီဒန်ရင်ကိုနိုင်ပွဲမရခဲ့တော့တာက2019နောက်ပိုင်းနဲ့ကဆိုတော့အဲ့ဒီပွဲစဉ်နောက်ဆုံးလက်ခံကစားခဲ့တဲ့လိပ်ပွဲစဉ်အနေနဲ့၅ပွဲစလုံးမှာယူနီယံပါလင်ကဟီဒန်ရင်ကိုလုံးဝနိုင်ပွဲမရခဲ့ဘူးဟုတ်ကဲ့ဘယ်ကြည့်ပေးတိုင်းလဲမအောင်ထားဘူးဆိုတော့အဲ့ဒီ၅ပွဲစလုံးမှာချေရောပေါ်ရောအဲ့ဒီ၆ပွဲစလုံးပေါ့နော်၆ပွဲစလုံးမှာချေရောပေါ်ရောမနိုင်ထားတဲ့အနေက၅ပွဲစလုံး မာမနိုင်ထားတဲ့အနေထားမှာ junior berlin ဒီပွဲစဉ်ပြန်ရောင်းနိုင်မလားဆိုတာစောင့်ကြည့်ရမယ်။တစ်ဖက်က junior berlin ကြတော့လေဒီရသည်အိတ်ကွင်းပွဲဥထက်မှာကျွန်တော်ပြန်ကြည့်မယ်ဆိုရင် struggle ကိုနိုင်တယ် hoffenheim ကိုရှုံးတယ် hamburg ကိုတည်ရေး glaber ကိုနိုင်တယ် fine back ကိုတည်ရေးနဲ့နောက်ဆုံး bayern munich ကိုတည်ရေးကစားနိုင်တယ် bayern munich ကိုတော့တည်ရေးကစားနိုင်တယ်နော် junior berlin အိတ်ကွင်းလုံးနိုင်ဆိုရင်အာပို့ပြီးကောင်းနေကျွန်တော်တွတ်တွေ့ရတယ်။တစ်ဖက်က hidden ring ကတော့ကျွန်တော်ထူးထူးခြားခြားဒီရသည်အဝေးကွင်းကစားခဲ့တဲ့ပွဲစဉ်အားလုံးတောင်းချောက်ရှုံးတာတယ်အဝေးကွင်းမှာဆိုရင် leipzig ကို2-0ပေးတယ် hamburg ကို နှစ်ဂိုးပေးတယ်။ဝေးဝေးနောက်ဆုံး၅ဘွဲ့ဆက်ရှုံးလာနော်။ဟော်ဖန်ဟင်းကို၃ဂိုးနဲ့နောက်ဆုံးလီဗာပူးဆေးကို၆ဂိုးလောက်ထိပေးထားတဲ့အနေအထားမှာဟီဒန်ဟင်းကပြီးခဲ့တဲ့ရာသီကပလေးအော့နေရာနဲ့ဒီမှာကြံခဲ့တဲ့ဆိုပေမဲ့လက်ရှိဒီရာသီမှာလည်းအကောင်းဆုံးပုံစံမျိုးမှမရှိသေးဘူးလို့ကျွန်တော်ထင်တယ်ဗျ။ဟုတ်ကဲ့။ဂျူနီယာဘာလင်းရဲ့လက်ရှိပေးထားတဲ့ဈေးတန်းကလည်း ီနေ့သင်ကြားမှာနောက်ဆုံးဒီလိန်ဝမ်းမှာဒီဘွန်းနလီကာမှာပေးခဲ့တဲ့ဈေးနှန်းရဆိုရင်လည်းအမြင့်ဆုံးဈေးနှန်းဖြစ်နေတယ်ကျွန်တော်ကတော့ဒီပွဲစဉ်မှာ junior ball နဲ့အနည်းဆုံးတကူးနဲ့နိုင်မယ်လို့ထင်နေပြ junior ball ကိုအားပေးထားတာထိုက်တယ်မှုရှိပါ Okay အာကျွန်တော်ကစနေညအတွက်ကိုဆရာရအရင်ဆုံးပြင်မှတ်တီးတခုပေးလိုက်တာပါဟုတ်ပါတယ်အဲ့တော့ကျွန်တော်ဘွန်းနလီကာပွဲစဉ်ရနေမှာကျွန်တော်တို့ junior ball နဲ့ high high line ပွဲစဉ်မှာ junior ball တို့ရဲ့ Okay ကျွန်တော်အဲ့တော့ကျွန်တော် premier league နေမှာ ဟိုလူစိတ်ဝင်စားတယ်များတယ်ဟိုဒိုင်းလေးအတွက်ကလည်းတကာကြဖွင့်တာများတယ်လीအဲ့ဒါများများတဲ့ဟာကျွန်တော်ပြီးများကြီးရွေးချယ်လေးမှာကျွန်တော်စန္ဒလန်ဘုံမောက်ပွဲကိုဆက်ရေးရေးပြည်သက်တွေအတွက်ဒါကျွန်တော်စနေအချိုးပြူအတွက်ကိုပေးလိုက်ခြင်းနဲ့စန္ဒလန်ဘုံမောက်မှာကျွန်တော်စန္ဒလန်ကိုကျွန်တော်ပေးခြင်းနဲ့ဒါကျွန်တော်အဝေးကွင်းကနေမှာဘုံမောက်ကလည်း level 30ဟိုမြန်မာဈေးတန်းမှာ0.25ဝင်ရိုးတန်းမှာစန္ဒလန်ရဲ့ကြေးအောင်နိုင်ဆုံးက50ဒီတက်မှာ800ခိုင်နှုန်းရှိတယ်ဒီနှစ်သိန်းရတာ2019 AP ကနောက်ပိုင်းမှာဒါပထမဆုံး ပြန်တွေးတဲ့အသင်းရဲ့ပွဲစဉ်ဖြစ်တယ်ဒီဟာဒီဆန္ဒလန်ကလည်းကျွန်တော်ပြောကျွန်တော်ဆရာရဲတဲ့သိပါဟုတ်လားအန်အန်းသိဆရာကြီးလုတ်ပြထားတယ်ဒါပေမဲ့သူ့မှာ၃ဘက်ဆက်နိုင်ပွဲမရတာမရသေးတာကတော့ဒါကျွန်တော်တို့နည်းနည်းစဉ်းစားကြရတော့ဖြစ်ရတယ်ဒါဒီတစ်ချက်တော့ရှိတယ်အဲ့တော့အိမ်ခွေးမှာတော့ဆရာရဲတဲ့သိတဲ့အတိုင်းဆန္ဒလန်ကဒါဒီဟာဒီအိမ်ခွေးမှာရှုံးပွဲမရှိသေးတဲ့အနေထားကြေးလုံးဝလည်းအောင်ရလည်း၆ဘက်ကစားတယ်ကျွန်တော်တို့၃ဘက်နိုင်တယ်၃ဘက်တည်ကြတာတယ်ဘုံမောက်ကိုကျွန်တော်ပြန်ကြည့်ကြမယ်ဝါဝါဆန်းနဲ့နောက်ဆုံးပွဲကိုတည်ကြခဲ့တယ်အဲ့ပွဲကတကယ်လည်းမြန်ဘုံမောက်နိုင် ်နှင့်နိုင်တိုက်တဲ့ပွဲတစ်ပွဲပါဒါပဲမနော်ဇေယျလည်းအဲ့တော့တစ်ဖက်ကအဲ့လိုအနေအထားမျိုးမှာဘုံမောက်ကတော့ဒါဟိုနှစ်ပွဲဆက်အရှုံးတော့ရှောင်လဲနိုင်ခဲ့တယ်ဘာကြောင့်လဲဆိုတော့ဒီတေကစားနိုင်ခဲ့တယ်ပေါ့တကယ်တော့သူနိုင်ခဲ့တင်လားနိုင်ခဲ့တင်လားအဲ့တော့ကျွန်တော်ကျင်တာဘုံမောက်ရဲ့ဒီအစင်လားပြန်ကြည့်ရင်အလင်းအောင်ကွင်းစတေဒီယမ်အော်လိုက်ဖ်ကိုဆန်တော်နဲ့ကွင်းကိုတွားကစားလဲနောက်ဆုံး၅ပွဲမှာဘုံမောက်ကတော့မရှုံးဘူးသို့တော်ညာဘုံမောက်ရဲ့ဒီရာဒီအဝေးကွေးခြေစုံကအားနေတဲ့အတွက်ကြောင့်မို့ဟို ျွန်တော်အနေနဲ့ဒီပွဲစဉ်ကဆန်နာလန်ကကိုယ်ကကြေးအောင်နိုင်ယူနေများတယ်ဘုံမောက်ကလည်းဒီအဝေးခွင့်မှာဩဂတ်စ်လတုန်းကစပါးသင်းကိုပဲနိုင်ခဲ့တဲ့ပွဲစဉ်တပွဲပဲရှိတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဒုတိယပြစ်မှတ်အနေနဲ့ဆရာရဲ့ကိုယ်ကယူနီယံပါတင်ပြီးရင်ကျွန်တော်ပရီးမီးယားလီဂ်အနေမှာကျွန်တော်ဆန်နာလန်ကိုရွေးချယ်ပေးခြင်းပါ။ Okay တတိယပြစ်မှတ်တတိယပြစ်မှတ်အနေနဲ့ကျွန်တော် Everton နဲ့ Newcastle ပွဲစဉ်ကိုရွေးချယ်ပေးခြင်းပါ။ Okay Everton နဲ့ Newcastle ပွဲစဉ်မှာ Newcastle က level 10ပြားပေးထားတယ်ဗျ။အော်လက်ရှိဂိုးပေါင်းစရာ2.5ဝင်ယူနေမှာတော့ရှိတယ်။ကောင်းပါဗော။ Everton နဲ့ Everton မှာကျွန်တော်ဘာကြောင့်ဒီပွဲစဉ်မှာပေါ့နော် ဟိုနေယူကဆယ်ကိုပို့ပြီးတော့နည်းနည်းလေးအားရလဲဆိုရင်နေယူကဆယ်က Everton 8ကွင်းမှာနောက်ဆုံး3ကွက်ဆက်တီနောက်ဆုံး300ဒီဆက်တီဂိုးပေါက်ပျောက်ခဲ့တာ2015 2016 2018မှာတစ်ကြိမ်တော့ရှိရဲ့ဟုတ်ကဲ့အဲအဲ့ဒီမှာတိုင်ငင်ကြီးကတော့ဒီလိုဝေးကွင်းတွေမှာဒီ Everton 8ကွင်းမှာနေယူကဆယ်အနေနဲ့3ကွက်ဆက်လောက်ထိတော့300ဒီဇက်လောက်ပြီးတော့နိုင်ပွဲအဲဂိုးမသွင်းနိုင်ခဲ့တာလုံးဝမရှိခဲ့ဘူးလက်ရှိနောက်ဆုံး200ဒီဇက်လုံးမှာပြန်ကြည့်မယ်ဆိုရင်နေယူကဆယ်အနေနဲ့ Everton ကိုကြေရောပေါ်ရောနိုင်ပွဲပြောက်နိုင်ပွဲပြောက်ဆိုတော့ ဒီမှာလည်းထူးထူးခြားခြားအနေနဲ့ဗာပြောရမလဲဆိုရင်ကျွန်တော်2001ကနေပြီးတော့ပြန်ကြည့်2025ဒီ Everton A ကွေးမှာ Newcastle ကြေကျော်ပေးခဲ့တဲ့ပွဲတွေကနောက်ဆုံး300တိပဲရှိခဲ့တယ်။ဟုတ်ကဲ့။အဲ့300တိမှာသူတစ်ချိန်နိုင်တယ်တစ်ချိန်ရှုံးတယ်တစ်ချိန်ဟိုတည်ရကြတယ်။လက်ရှိဒီပွဲတွေမှာလည်း level 10ပြားဆိုတော့ဒီဈေးတန်းတော့ကျွန်တော်ရင်းနှီးတင်နေတယ်ထင်တယ်။အစင်နာပိုင်းကပထမဦးဆုံးအနေနဲ့ ဆိုတော့ဒီမှာ Everton ပြန်ကြည့်ပြန်တော့ Everton ကနောက်ဆုံးပြင်းပြလေးနှစ်ပွဲဆက်နိုင်လာရဲ့ဆရာဟုတ်ကဲ့ကျွန်တော်တို့နှစ်ပွဲဆက်လုံးနိုင်ဟုတ်တယ်ပေးကုန်မယ်ပေးကုန်မယ်ပေးကုန်မယ်နဲ့အရင်စတောင်းနေရတယ်စတောင်းတယ်ခန်းစစ်ပိုင်းရတယ်နော်တော့မာတဲ့အနေထားကိုပြဟိုမန်ယူခြေတက်နေတဲ့အတင်တပွဲအနေဆုံး၂ကိုးလောက်ထိရတယ်အဲ့ပွဲလားဗျာဆရာရဲတဲ့တိတာပဲမန်ယူနဲ့ပွဲရတော့နော်အုတ်ထုတ်ဖို့ကွင်းမှာတကယ့်ကိုပဲ ဲ့ဒါ dramatic ဖြစ်တယ်အဲ့ပါတဲ့လက်ရှိဒီရဒီအိတ်ဝင်းပိုင်းကိုပြန်ကြည့်ပြန်တော့အိတ်ဝင်းဆန်းဆောင်ကြီးပိုင်းတော်တော်လေးကောင်းနေတယ်လို့ပြောရမယ်သူက brighton 2-0နဲ့နိုင်တယ် aston villa ကို0-0ကစားတယ် west ham 1-1ကစားတယ် crystal palace လို့အသင်းမျိုးကို2-1နဲ့နိုင်တယ်စပါတသိန်းကိုပဲ0-3နဲ့ရှုံးခဲ့တာတွေ့ရင် fulham ကိုပြန်နိုင်တယ်ဒါပေမဲ့ကျွန်တော်ကတော့ဟို david moyes လက်ထက်မှာပေါ့နော်အဲ့လိုအိတ်ဝင်းနှစ်ပွဲဆက်ထိနိုင်ဖို့ဆိုတာနည်းနည်းဖြစ်တော့ဖြစ်ခဲ့ရတယ်လို့ပြောတယ်မရှုံးရေးဘူးတော့ပို့ပြီးတော့ပို့ပြီးဦးစားပေးလာမယ်ထင်တယ်နော်ခန်စစ်ပိုင်းနဲ့ပို့ပြီးတော့အလေးပေးတယ်ဒီနေရာမှာတခုကျွန်တော်ကတော့နေယူကဆယ်ကို သဘောကျမိရပါဘောเนาะဘာလို့ဆိုတော့နေယူကဆယ်ကပြီးမြားလေးလက်ရှိအဝေးခွင်ပွဲစဉ်တွေမှာနိုင်ပွဲပြောင်းနေတာဒါသူ့ရဲ့ရာဒီအစနိုင်ပွဲတပွဲမှမရသေးသလိုပြီးမြားလေးနောက်ဆုံးအဝေးခွင်၉ဘက်ဆက်လည်းနိုင်ပွဲပြောင်းတယ်အရီယောလာတဲ့မှာကျွန်တော်ထပ်ကြည့်မယ်ဆိုရင်အဝေးခွင်၄ဘက်ဆက်တိကြီးကျခဲ့တယ်ဆိုတော့နည်းနည်းခက်ရှားရှားအဝေးခွင်၄ဘက်ဆက်တိရှုံးခဲ့ရတယ်ခက်ရှားရှားဆိုတော့ဟိုဒါသူ့ရဲ့လက်ရှိပြီးမြားလေးအဝေးခွင်နိုင်ပွဲ၉ဘက်ဆက်အထိ ပြောင်းနေတာကဒီဘွဲတင်မှာနိုင်ဘွဲရသွားမယ်လို့ထင်တယ်။ဒါကျွန်တော်တကူးတဲ့အမြင်ကဟုတ်တယ်။နေယူကဆယ်ကိုရွေးချယ်ရတာဒီနေရာမှာနည်းနည်း risk များတယ်။ risk တော့များတယ်။ဒါမဲ့ကလိအဝေးကွင်းကိုပထမဆုံးရှာရမှာဆိုတော့ရှာရှာသိနေဘူးเนาะ။ဟုတ်တယ်လို့ရှိတယ်။ဟိုဘာလို့ဆိုတော့သူဒီဘွဲပြီးရင်လည်းတွေ့ရမယ်အဝေးကွင်းပွဲတင်မှာလည်းစနန်းလန်းလို့အိမ်ကွင်းကောင်းတဲ့အသင်းနဲ့တွေ့ရမှာဆိုတော့ဟိုအရင်ကြီးခက်ခဲနေတယ်။ခက်ခဲနေတယ်။အဲ့တော့ဒီဘွဲတင်မှာနိုင်တယ်။ Okay ။စနေညတော့ကျွန်တော်အကောင်းဆုံး၃ကွက်ရွေးချယ်လိုက်ရမှာတော့ အားလုံးကိုကြိုးမြတ်ပြင်မယ်ပထမဦးဆုံးပြင်မဲ့အနေနဲ့ကျွန်တော်တို့ junior ပါတယ်ဒုတိယပြင်မဲ့အနေနဲ့ဆန်းလန်တတိယပြင်မဲ့အနေနဲ့နေယူကာဆယ်တို့ရွေးချယ်ပေးလိုက်ပါတယ်အားလုံးပဲအကျိုးမြတ်တွေရပါစေကြဟုတ်ကဲ့